အားလုံးပဲမင်္ဂလာပါရှင်ခေတ္တမန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တပ်ပိုင်ဗဏ္ဍာပစ္စည်းကိုတရားမဝင်ထုတ်ယူသုံးစွဲ၍ခေါင်းဆောင်နှုတ်ကိုဖမ်းဆီးချုပ်နှောင်ထားကြောင်းမန္တလေး PDF ထုတ်ပြန်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကလာတံမိုးကြီးမှာတော့တပ်ပိုင်ပစ္စည်းတချို့ကိုစီမင်းစီကံနှင့်လုံထုံးလုံနီးများကိုချိုးဖောက်ကတရားမဝင်ထုတ်ယူသွား၍ တပ်ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကိုဖမ်းဆီးချုပ်နှောင်ထားကြောင်းမန္တလေး PDF ယနေ့တွင်ထုတ်ပြန်ထားပါတယ်။မန္တလေး PDF မှဘ ഹു ဦးဆောင်ကော်မတီဝင်နှစ်ဦးဖြစ်သောစည်ရေးဌာနကြီးမှုကိုမုံတိုင်းနှင့်ဗန္ဒာရှာဖွေရေးဌာနကြီးမှုကိုနိုင်ကြီးတို့ကိုဖမ်းဆီးချုပ်နှောင်ထားသည်ဟုထုတ်ပြန်ချက်ကဆိုပါတယ်။ထုတ်ယူသုံးစွဲထားသောတပ်ပိုင်ဗန္ဒာပစ္စည်းများအားအမြန်ဆုံးအနှံ့ရန်2025စက်တင်ဘာလတွင်ကျင်းပခဲ့သည့်တပ်မှုများအစည်းအဝေးတွင်တတိပေးခဲ့တော့လေပြန်လည်အနှံ့ခြင်းမရှိသည့်အတွက်ရင်းကဲ့သို့အရေးယူထားကြောင်းဆိုပါတယ်။ ကိုမုံတိုင်းနဲ့ကိုနိုင်ကြီးတို့ကိုလက်ရှိတာဝန်အားလုံးမှရက်ဆိုင်ပြီးလက်နက်ဖြုတ်သိမ်းကအချုပ်ဖြင့်ထိန်းသိမ်းထားသည်ဟုမန္တလေး PDF ကပြောပါရယ်မန္တလေး PDF ကပြည်သူ့ကောက်ကွယ်ရေးတပ်မတော်စစ်ရုံးချုပ်တို့တင်ပြကအရေးယူထားခြင်းဖြစ်ပြီးအမှုရဲကိုလည်းလိုအပ်သလိုဆောင်ရွက်နိုင်ရန်စစ်ရုံးချုပ်တို့တင်ပြထားကြောင်းသိရပါရယ်ပြည်သူ့နယ်ဦးတော်လန်ရေးကြီးကပောက်ဖွာလာသောပြည်သူ့ကောက်ကွယ်ရေးတပ်မတော်မန္တလေးတီတပ်ပုံကြစစ်ပုံကြသောတပ်ဖွဲ့တရက်ဖြစ်စီရန်အစွမ်းကုန်ဂျိုးပန်းတီဆောက်လျက်ရှိကြောင်းသိရပါရယ် တတိဆောက်ရေးလုပ်ငန်းစဉ်တွင်တပ်ဖွဲ့ဝင်များအကြားတာဝန်ရှာသူအစဉ်အတိုင်းမခွဲကြပေအပြစ်ရှိသူကိုအပြစ်အလျောက်ထိုက်တင်တယ်လို့အပြစ်ပေးအရေးယူခြင်းရှင်းဝစ်စည်းကမ်းထိမ့်သိမ်းကြက်မှတ်ခြင်း disciplinary action ဒီလေအထူးအရေးကြီးသည့်ကဏ္ဍတရက်အနေဖြင့်ပါဝင်သည်နှင့်အညီတက်တွင်စည်းကမ်းထိမ့်သိမ်းတက်မှတ်ခြင်းကိုအထူးအလေးထားဆောင်ရွက်လေ့ရှိကြောင်းပြောပါရယ်တက်တွင်စည်းကမ်းထိမ့်သိမ်းခြင်းနှင့်အပြစ်ပေးအရေးယူခြင်းတို့ကိုတာမန်အားဖြင့်တက်တွင်မှသာဖြည့်ရှင်းလေ့ရှိတော်လဲအဆိုပါအမှုတွဲဖြစ်စဉ်နှင့်ပတ်သက်၍သတင်းအလွဲအမှားများပေါ်ပေါက်နေသည့်အတွက်ထုတ်ပြန်ရခြင်းဖြစ်သည်ဟုလည်းမန္တလေး PDF ကဆိုပါရယ်ဆက်လက်ပြီးရွှေကုတ်ကိုကြားဖြန့်တွင်မိုဘိုင်းဖုန်း2000ကျော်တွေ့ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ် ကရင်ပြည်နယ်မြဝတီမြို့အနီးရှိရွှေကုတ်ကိုမြို့တက်တွင် online ငွေလေးလုပ်ငန်းလုပ်ကိုင်နေသောကြားဖြတ်များထံမှ mobile phone 2000ကျော်ကိုတွေ့ရှိရသည်ဟု Thai Media The Reporter ကဖော်ပြပါသည်။ဖုန်းများမှာ iPhone 6နဲ့ iPhone 7 model များဖြစ်ပြီးအများစုမှာပုံမှန်သဏ္ဍန်တူညီကြကာအဆိုပါဖုန်းများမျက်နှာပြင်တွင်တရုတ်ဘာသာ sticker များနှင့် serial number များပါရှိကြောင်းသိရပါသည်။ အချို့သောဖုံးများ၏စတစ်ကာများတွင်ဆရာဆရာမှစူပါမားကတ်နှင့်လူဝင်မှုကြီးကြပ်ရေးဟုစာသားများရေးသားထားကြောင်းတွေ့ရပြီးမိလဲသူများသည့်အငိမ့်စားယူထားသောဆရာဆရာမှအုပ်စုများအားလေလံပြစ်မှတ်ထားထားကြောင်းညွန်ပြနေသည်ဟု The Reporter ကဖော်ပြပါသည်အဆိုပါဖုံများအားအဆောက်အုံတစ်ခုတွင်ရှိရုံးခန်းတစ်ခုမှရရှိခြင်းဖြစ်ပြီးဖုံများကိုတရုတ်ဘာသာဖြင့်စိုင်းပုတ်တင်ထားသည့်တိကျအခန်းငယ်တစ်ခုမှသိရှိရမိခဲ့သည်ဟုဆိုပါသည်။ စစ်ကောင်စီစစ်တမ်းမြန်မာရဲတပ်ဖွဲ့နှင့် BGF တို့ပူးပေါင်းဖမ်းဆီးသိမ်းဆီးခဲ့ခြင်းဖြစ်ပြီးအဆိုပါဖုံးများကိုစစ်ကောင်စီကလက်လွဲရယူထားကြောင်း BGF ပြောခွင့်ရသူကပြောကြားထားပါတယ်။ဝေလိန်လေသူများသည့်မိုဘိုင်းဖုန်းများအားရွှေကုတ်ကိုတို့ဤသည့်နေရာမှဝယ်ယူတင်သွင်းကြောင်းနှင့် data များဖြတ်ထားခြင်းရှိမရှိကိုတာဝန်ရှိသူများမှစစ်ဆေးနေကြသည်ဟုဆိုပါတယ်။ မိုဘိုင်းဖုန်းဝယ်ယူသည့်အရင်းမြင့်များနှင့်ဖန်ဆီးရမိသောတရုတ်နိုင်ငံသားများအားစစ်ဆေးရန်လိုအပ်သလိုလက်ဝယ်ကိုင်းဆောင်ထားကြသည့်တရုတ်နိုင်ငံသားများ၏မိုဘိုင်းဖုန်းများကိုလည်းစစ်ဆေးရန်လိုအပ်သည်ဟု The Reporter ကအမှတ်ချက်ပြုထားပါသည်။ဆလပီပေါတောင်ပိုင်းကပြူစောထီးရွာနှိပ်ပါကိုတော်လန်ရေးတက်တွေတင်စီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းပေါင်းမြို့နယ်တောင်ပိုင်းမှာရှိတဲ့စစ်အုပ်စုတပ်နဲ့ပြူစောထီးတွေအထိုင်ကျတက်ဆွဲနေထိုင်နေတဲ့ ဝင်းကျုံရွာနဲ့တစ်ချိုကုန်းရွာတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့မြိုင်ပကဖကနိုဝင်ဘာလ22ရက်မှာထုတ်ပြန်ပါတယ်။အဲဒီပြူစော်တီအထိုင်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ရမှာစေအုပ်စုတပ်ဖွဲ့ဝင်၃ဦးကိုစစ်တုံးပန်းအဖြစ်အရှင်ဖမ်းမိခဲ့ပြီးဒေသုံထိခိုက်တာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ဝင်းကျုံရွာနဲ့တစ်ချိုကုန်းရွာကိုတိုက်ခိုက်ပြီးနောက်ပင်တောင်ပြူစော်တီစခန်းကိုဆက်လက်တိုက်ခိုက်ရမှာအင်အားလုံးရင်းနဲ့စစ်အုပ်စုတပ်တွေစစ်ကူရောက်လာတာကြောင့်နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲ့ဒီပြူစောတိပါတွေကိုတိုက်ခိုက်သိမ့်ပိုက်ပြီးနောက်နိုဝင်ဘာလ၁ရက်မှစိတ်ဖြူကပါစာ၂၀နှစ်ကနေတက်မ96လက်အောက်ခံစစ်ကြောင်းဝင်လာတာကြောင့်ဒေါ်လာရေးတက်တွေနောက်ဆုတ်ပေးထားပြီးစည်ရေးအရာအပြန်အလှန်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။ဒါပြင်ပေါက်နေမြိုင်နေအတွင်းကစစ်စင်ရေးတွေကိုပေါက်ပါကဖာမြိုင်ပါကဖာ MGY တက်စတဲ့မဟာမိတ်အဖွဲ့တွေပူးပေါင်းကချပောက်ကုန်းရွာ၊ခြိုင်ဆောက်ရွာ၊ဖလံကိုင်းရွာနဲ့ညောင်စင်ရွာတောတိုက်တွေအထိစေအုပ်စုတက်စစ်ကြောင်းတွေကိုအထိနာဆုတ်ပြေးသွားတယ်လို့ဆိုပါတယ်။ကြပြင်းအထိနာသွားတဲ့စစ်အုပ်စုတက်က ရိုင်းနေကိုပါရာမော်တာဂျိုင်ရိုကော့ပတာဂျက်ဖိုက်တာတွေနဲ့လေကြောင်းကနေနေစဉ်ပြစ်ခတ်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ခေတ်သစ်မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွေမှာလည်းသတင်းတို့များတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။